မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဆရာနာရှင်တို့မြေဒီအရှင်ထွက်မထွက်တဲ့အတွက်သတင်းထုတ်ရောင်းတွေမှာ live ပါ စီမျောမသွားမိစေရေခရုပြကြရန်အန်ယူဂျီဝန်ကြီးချုပ်ကတတိပေးလိုက်ပါတယ် stock share နဲ့ငွေကြေးကုမ္ပဏီအမေရိကန် Nathan Investment မြန်မာကလူပေါင်း400ကျော်စီကနေငွေသိန်းပေါင်း2သိန်းကျော်လိမ်လည်သွားတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် င်းမှာဆိုတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ဆရာနာရှင်ဆိုတာဘယ်တော့မှအရှင်အတွက်မထွက်တာဖြစ်တဲ့အတွက်တည်င်းတူရောင်တွေမှာလိုက်ပြစီမျောမသွားမိစေရေဂရုပြုကြဖို့အမျိုးသားညညွေဆိုရအန်ယူဂျီဝန်ကြီးချုပ်မန်းဝင်းခန့်တက်ကတတိပေးလိုက်ပါတယ်။ဒါအပြင်တော်လန်ရေးစစ်အတွင်းစစ်တိုက်ကြတဲ့အဖွဲ့တွေအတွက်လက်နယ်ခရမ်းတွေနဲ့ရိတ်ခါတွေရရှိရေးစစ်ဘေးရှောင်ပြည်သူတွေအတွက်စားနပ်ရိတ်ခါနဲ့စေဝါးတွေရရှိရေးဦးစားပေးရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။တော်လန်ရေးအဖွဲ့အချင်းချင်းကြားသွေးကွဲမှုမရှိစေရေးအတွက်လည်းတတိပြုရမှာဖြစ်တယ်လို့ဝန်ကြီးချုပ်က ကပြောပါရယ်။ဒါအပြင်နေမြေထိမ့်သိမ့်နိုင်မှုလုပ်ငန်းတွေအတွက်ဆိုရင်လည်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကအခရာကျတာကြောင့်အဲ့ဒီကဏ္ဍတွေမှာတာဝန်ယူကြရမယ်ဝန်ထမ်းအရေးမြင့်တွေကို ကြိုတင်လေ့ကျင့်သင်ကြားပေးကြဖို့နဲ့လိုအပ်တယ်မူဟာတာလုံထုံးလုံနည်းနဲ့ညွှန်ကြားချက်တွေကလည်းရှင်းနေရမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါရယ်။သိမ်းပြီးတဲ့မြို့နယ်တွေမှာပြည်သူဝိုင်းပစ္စည်းတွေကိုထိန်းသိမ်းနိုင်ဖို့ရုပ်ပိုင်းဆိုင်ရာအရေးကြီးပစ္စည်းတွေထိန်းသိမ်းနိုင်ဖို့အတွက်လည်းဝန်ကြီးဌာနအလိုက်လိုအပ်တဲ့ညွှန်ကြားချက်တွေစီမံပေးကြဖို့လည်းလိုအပ်မှာဖြစ်တယ်လို့ဝန်ကြီးချုပ်မဝင်းခန့်တန်းကပြောပါရယ်။ဒါအပြင် အကြမ်းဖက်ဆဲအုပ်စုအနေနဲ့ကြဆုံးချိန်လဲတဖြည်းဖြည်းနိကလာနဲ့များပြည်သူနဲ့တော်လည်ရေးပေါ်တွေ့ခွဲစေဖို့နှောင့်နှေးစေဖို့တတ်ရှုလှုပ်ဆောင်နေမှုတွေကိုလည်းတော်လည်ရေးအသည့်တတိတွေနဲ့ဝိုင်းဝန်းကာကွယ်ချက်ဖို့နဲ့မူလရည်မှန်းချက်မပြောက်ပြက်စေဖို့မတွေ့ဝေစေဖို့ဂရုတစိုက်ဆောင်ရွက်ချက်ဖို့အထူးမှကြားလိုရလို့ NGO ဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားပါရစေ။ ကချင်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါရယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့တောမော်တပ်စခန်းကို KIA ကထပ်မံတိုက်ခတ်သိမ်းပိုက်လိုက်ပြီးစစ်သားစစ်တပ်ဦးကိုအရှင်ဖမ်းဆီးရမ်းမိခဲ့တယ်လို့ KIA စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကို ပြောပြပါရယ်။ဩဂတ်စာ15ရက်မနေ့9နိုင်ခွဲလောက်မှာအကြက်ဖက်စစ်တပ်ရဲ့လမ်းမောင်စစ်ခန်းနဲ့ညနေ4နိုင်လောက်မှာအကြက်ဖက်စစ်တပ်ရဲ့ တောမော်စကန်တို့ကို KI ကအပြစ်သက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစကန်တဲ့တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်ကောင်စီတပ်သား12ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးအဲဒီစကန်တစ်ခုဟာအကြက်ဖက်စစ်တပ်ရဲ့ဗျူဟာကုန်းကိုအကာအကွယ်ပေးထားတဲ့အရေးပါတဲ့စကန်တွေဖြစ်တယ်လို့လည်းသိရပါပါရှင်။ စကိုင်းတန်တဲ့တဘောကိုတက်ဆက်ပေးကြပါရယ်။စကိုင်းတန်အရာတော်မြွနယ်တလဲပါရွာကအကြက်ဘက်စစ်တပ်အထိုင်စကန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာအကြက်ဘက်စစ်ကောင်စီတပ်သား9ဦးဟာထေသွားခဲ့လို့ဗိုလ်ကြိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဩဂတ်စ14ရက်နေ့မနေ့9နိုင်ခွဲလောက်မှာအရာတော်မြွနယ်တလဲပါပြူစော့တိရွာကအကြက်ဘက်စစ်တပ်အထိုင်စကန်းကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာထိတွေ့တိုက်ပွဲ9နိုင်ကျော်ကြာမြင့်ခဲ့လို့လည်းသိရပါရယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွင် အတက်ဖတ်စစ်သား၃ဦး၊ငွေရင်းရွာက ပြူစောတီ၃ဦးနဲ့တလဲပါရွာကပြူစောတီ၃ဦး၊စုစုပေါင်း9ဦးဟာတည်ဆုံးခဲ့တာဖြစ်တယ်လို့လည်းဗိုလ်ကြားရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့စီကနေသိရပါဗါတယ်။အဲလိုအတက်ဖတ်စစ်ကောင်စီတပ်ဖက်ကတည်ဆုံးသွားတယ်လို့တော်လဲအင်အားစုတွေဘက်ကလည်းတရင်၁၆ကရဲဘော်တိုးနဲ့0အဖွဲ့ကရဲဘော်တိုးဟာအသေးစားထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါတယ်။ အဲ့လိုတိုက်ခတ်လို့စခန်းသိမ်းနိုင်ဖို့နှိစက်ခဲ့ပြီမဲ့လေအရာတော့လက်ကျင်30ထိုင်တက်ကနေလက်နေကြီးပြစ်ကူခဲ့သလိုငွေရင်းဖြူစော်ဒီအထိုင်စခန်းကနေလည်းလက်နေကြီးမနာတန်ပြစ်ကူပေးနေတဲ့အပြင်မြေပြင်ကနေလည်းစစ်ကူနေနဲ့လက်ကျင်30ငွေရင်းဖြူစော်ထီတွေအများအပြားရောက်ရှိလာတဲ့အတွက်ကြောင့်စခန်းကိုမသိမ်းနိုင်တော့ပဲပြန်လည်ဆုတ်ခွာခဲ့ရလို့ဗိုလ်ကြရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရရှင့် တက်ဆက်ထဲမှာပဲစကိုင်းတန်းရေဦးမြို့နယ်အတွက်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာဆရွာကျော်ကပြည်သူ3000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ရေဦးအခြေပြု People Defense Company ပြန်ကြားတောင်းဝန်ခံထုခတ်စွာအမေသားကပြပြပါရယ်။ဩဂတ်စာ15နေ့မှာရေဦးတိုင်းရင်စေးုံမှာအထန်ချတက်ဆွဲထားတယ်။အကြမ်းဖက်တပ်သား80ခန်းဟာလက်လက်ကြီးလက်လက်ငယ်နဲ့ပြစ်ခတ်ပြီးရေဦးမြို့အနောက်ဘက်ချမ်းကကျေးရွာတွေကိုစစ်ကြောင်းထိုးစီးနှင်နေတယ်လို့လည်းသိရပါရယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်ကြောင်းဟာ မူးစုံနဲ့မစိုးရင်ကြားကိုရောက်ရှိနေပြီးခြုံရွာနဲ့ជីကုန်းရွာဘက်ကိုဥတီထွက်ခွာလာဖို့လှုပ်ဆောင်နေသလိုဒီပဲမြို့ပေါ်မှာလည်းအဲ့ဒီအကြမ်းဖက်စစ်ကြောင်းကိုကြိုဆိုဖို့မြို့အထက်ကံပြားဘက်မှာအကြမ်းဖက်တပ်သားတွေဟာစောင့်ဆိုင်းနေရလို့လည်းသိရပါဗါတယ်။အဲလိုစစ်ကြောင်းထိုးနေရကြောင်းမုတ်စီငုတ်တုံပြီတော့မစိုးရင်ရွာတွေပါဝင်ကျေးရွာပေါင်းဆရွာကျော်ကစစ်ပေးဆောင်ပြည်သူ၃000ကျော်ဟာ မိုးတဲ့ရေတဲ့အရေးပေါ်ထွက်ပြေးတင်းချောင်နေကြတယ်လို့ရေဦးအခြေပြု People Defense Committee ပြန်ကြားတောင်းဝန်ခံထူးခန့်စွာအမိသားကပြပြပါရရှင်ဒီတစ်ခါမှာတော့ပြည်ထဲမှာ Stock Share နဲ့ငွေကြေးကုမ္ပဏီအမေရိကန် Nathan Investment မြန်မာက လူပေါင်း400ကျော်စီကနေငွေကျပ်သိန်းပေါင်း2000ကျော်ကိုလိမ်လည်ထွက်ပြေးတင်းရှောင်နေရလို့ငွေလင်ခံရသူပြည်သူတွေကရန်ကုန်ခေတ်သစ်တရင်နာကိုပြပြပါရယ်။နေသက်မြန်မာကို2021ခုနှစ်ဒီဇင်ဘာလမှာစတင်မိတ်ဆက်ခဲ့ပြီးဒေါ်လာယင်းနှိမ့်မြုံနယ်ရင်လစဉ်10ရာခိုင်နှုန်းတိုးရမယ်ဆိုကယင်းနှိမ့်မြုံနယ်လူသူတွေကိုဆွဲဆောင်ခဲ့တာလည်းဖြစ်ပါရယ်။ယင်းနှိမ့်မြုံနယ်လူသူတွေဟာ1ဒေါ်လာ investment application software ကနေငွေသွင်းငွေထုတ်လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့လည်းသိရပါရယ်။ 2024ခုနှစ်ဖေဖော်ဝါရီလအရောက်မှာတော့အစိုးရကလုပ်ငန်းကိုဖျက်သိမ်းခိုင်းတယ်လို့ဆိုကာနတ်တန်မြန်မာရဲ့ Facebook လူမှုကွန်ရက်မှာကြေညာခဲ့တယ်လို့လည်းသိရပါဗါတယ်။အဲဒီနောက်ရင်းနှီးမြှုပ်နှံသူတွေကိုအတိုးရင်ပြန်ပေးမယ်လို့ဆိုပြီးလိန်ပြေးသွားတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။ငွေလိန်သွားသူတွေဟာနတ်တန်မြန်မာရဲ့ CEO ဖြစ်သူမှတ်ပုံတင်အမိနေလင်းဝင်းခေါ်နေစဉ်ထက်တဲ့တွဲဖက်အလုပ်လုပ်ကြတဲ့ဒေါခင်သူစာမြင့် အောင်စင်မင်းတို့ဖြစ်ပြီးလက်ရှိအချိန်မှာထိုင်းနိုင်ငံဘန်ကောက်မှာထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗါးအဲ့ဒီလိမ့်လဲသူတွေဟာပြည်သူတွေစီကနေလိမ့်သွားတဲ့ငွေတွေနဲ့ထိုင်းမှာကွန်ဒိုတွေကားတွေကိုဝယ်ထားသလိုမြန်မာပြည်မှာလည်းအိမ်တွေခြံတွေကိုဝယ်ပြီးထွက်ပြေးနေရလဲဖြစ်ပါတယ်သူတို့စီကနေပတ်စံပြန်တောင်းရင်တောင်ပြန်လည်ချင်းချောင်နေရလို့လည်းအလိန်ခံရတဲ့ပြည်သူတို့ကပြပြပါရရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နဲ့တိဘောမြို့နယ်တို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့၁၈ကြိမ်ဘုံကျဲချတိုက်ခတ်ခဲ့တယ်လို့ TNL သတင်းလင်ပြန်ကြားရေးဌာနစီကနေသိရပါတယ်။ဩဂတ်စ၁၅ရက်နေ့မှာတစ်တုံညာနှစ်ခုစစ်စစ်အပိုင်းနဲ့၅၂ရက်မြောက်နေ့မှာ နောင်ချုံမြို့နယ်တောင်ခမ်းရွာအနီးတဝိုက်မှာတောင်းတက်မတော်တရက်နယ်လေးနဲ့စစ်ကောင်စီတပ်တပ်မ69လောက်ခန်းခမရ300တင်းတရင်အရှိမြောက်တိုင်းစစ်တနာကျုပ်လောက်ခန်းခမရ325တရင်အလဲပိုင်းတိုင်းစစ်တနာကျုပ်လောက်ခန်းခမရ306တရင်တို့နဲ့တရက်နယ်လေးတို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗျ။နောင်ချုံမြို့နယ်တိုက်ပွဲတွေစစ်ကောင်စီတပ်က Jet Fighter နဲ့တကြိမ်ဘုံးနှလုံးကိုလာရောက်ကျဲချခဲ့လို့လည်းသိရပါဗျ။လားတို့တိဘောမြို့ကအရှိမြောက်တိုင်းစစ်တနာကျုပ်လောက်ခန်း ်ခလာရ23တက်စကန်နေရာမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က Y12 ထောက်ပို့လေနဲ့ဘုံကျဲတက်ခိုက်မှု16ကြိမ်ကိုဘုံတီ113လုံးလာရောက်ကျဲချခဲ့လို့လည်းသိရပါဗျ။ထို့အတူလက်ရှိမှာတိဘောမြို့ပေါ်ကိုလည်း TNL ဥဆောင်တဲ့တော်လန်တပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးဘုံလာကျဲတဲ့စစ်ကောင်စီတပ်ကို TNL ကပြန်လည်ပစ်ခတ်ရန် ပြင်ဆင်မှုတွေရှိနေတယ်လို့လည်းသိရပါဗျ။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါရှင်ကျမများပါ